ကျွန်တော်အခုတက်90ကျွန်းမှာပါ90ကျွန်းမှာရောက်တဲ့အထိဟိုဘက်ကဖားဆောင်လာခေတုံးကလည်းအသက်ငယ်သေးလို့မဲပေးခွင့်မရှိဘူးဒီဘက်မဆလာခေနဝဒခေနာအဖခေရောက်လာတဲ့အချိန်ကျတော့လည်းမဲပေးခွင့်တစ်ချိန်နှစ်ချိန်ကြုံမှုတော့ဗောနော်ဖွဲ့စည်းဝင်ချိန်ကဥပဒေထုတ်တာတော့ဗောနော်တစ်ချိန်နှစ်ချိန်ကြုံမှုတော့ဗောနော်မဲယုံမှုဖြစ်လဲ ရောက်ွက်မှာတောင်းထားဆောင်မှုရတယ်။ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်တော့တခါမှမဲမပေးဘူး။မဲမပေးဘူး။အာဒီတစ်ချိန်ကတော့ပထမဆုံးမဲပေးရမယ်။အချိန်လိုပြောရလိမ့်မယ်။အသက်90မှာပထမဆုံးမဲပေးရမှာနော်။အဲ့တော့ကျွန်တော်ထင်တယ်မွတ်စလင်ကဘော့စလင်ကိုမဲပေးရမယ်ဆိုတဲ့ဟာမျိုးတော့ကျွန်တော်မယုံကြည်ဘူး။တကယ်လုံနိုင်တဲ့လူဖြစ်မှသာ။ အတိုင်းပြည်ကိုတကယ်ကောင်းအောင်လုပ်နိုင်တဲ့သူချင်းကိုသာရွေးပြီးတော့မဲပေးတင်တယ်လို့ထင်တယ်လေကိုအစ္စတန်ဘာလာဝင်ဖြစ်နေဖြစ်တယ်ဆိုတော့တော့ဟိုအားပေးထိုက်တာပေါ့နော်သို့တော့သူကဘယ်ပါတီလဲဆိုတာရှိသေးတယ်ကျွန်တော်ဟိုပါတီကိုလည်းကြည့်အောင်မလဲဒီပါတီကဘာလို့မှလဲဟိုပါတီကဘာလို့မှလဲသူပါတဲ့ပါတီကဘာလို့ပြင်နေမှာလဲနော်သူပါတဲ့ပါတီကကိုအစ္စလမ်ဘာသာဝင်နဲ့နှစ်ကုံမဲ့ပါတီဖြစ်နေဘယ်လိုလုပ်မလဲဟုတ်တယ်ဟုတ်တယ်မလားအဲ့တော့ အားလုံးဘာသာအားလုံးဘာသာကြီးလေးရစလုံးပေါ်မှာဒါရီမြင်ရဖြစ်စီမဲ့ပါတီမျိုးပဲကျွန်တော်မဲပေးမှာပါအားလုံးကလည်းအဲ့လိုပဲဖြစ်တဲ့နယ်လို့ထင်တယ်လေဟုတ်ကဲ့ကိုအစ္စလာမ်လို့ဆိုသူကဘယ်ပါတီပဲဖြစ်ဖြစ်ကျွန်တော်မျက်စိမိတ်ပြီးမပေးနိုင်ပါဘူး